Hello အားလုံးဝင်မင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်တိုက်စစ်ကစားမဖြစ်တဲ့ Benjamin Sheshko ရဲ့ဒဏ်ရာဟာကျွန်တော်အနေနဲ့အ ਨੇ ဆုံးပေါ့နော်အတော်အများဆုံးနှစ်ပတ်အတော်တွင်းထိသာနားရနိုင်ခြင်းရှိပြီးတော့ International Break ပြန်ပြီးပြီဆိုတာနဲ့ကစားမဖြစ်သူဟာအတင်းနဲ့ပြန်ပြီးတော့ပူပေါင်းကစားနိုင်ဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သား early suggestion တွေကျွန်တော်တို့သာရှိနေတယ်ပြီးခဲ့တဲ့နေ့ကစပါးနဲ့ပွဲအပြီးမှာကျွန်တော်ဒါဒုတိယပိုင်းမှာသူဝင်လာတယ်ပြီးလည်းပြီးတော့ injury ပြဿနာကြောင့်လို့ဆက်မကစားနိုင်တော့ဘယ်နဲ့သူ ဥမင်လိုင်ကောင်းတွေကျွန်တော်ဝင်သွားရတယ်ပေါ့အခုချိန်ထိတော့အသင်းဘက်က official ကြီးညာထားတဲ့ထုတ်ပြန်ထားတဲ့သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့အခြေအနေတွေကျွန်တော်တို့ကဘာမှမသိရသေးဘူးပေါ့နော်အသင်းဘက်ကတော့ဒီ scan နေပါလေလို့အပြီးမှာ official ကြီးညာလိမ့်မယ်လို့ကျွန်တော်ထင်တယ်တိုးတော်လေးပဲကစားမဖြစ်သူတွေ international break ဖြစ်တဲ့တွေနှစ်ပတ်လောက်ထိကျွန်တော်နားခွင့်ရသွားမှာဆိုတော့ဒီနေရာမှာ report ရရဲ့ဘက်ကတော့အမျိုးမျိုးပြောနေကြတယ်ပေါ့လေဒါပေမဲ့လည်းလို့လက်ရှိလောလောဆယ်မှာ injury ပြဿနာတွေနဲ့ပတ်သက်လို့ဒါ expert တစ်ခုဖြစ်တဲ့ account တစ်ခုဖြစ်တဲ့သူရဲ့ဘက်ကတော့ ူရဲ့ဘောနော်ဒါ estimate ရဆိုလို့ရှိရင်ကစားမဖြစ်သူကအလွန်အလွန်ဆုံးမှာနှစ်ပတ်လောက်ပဲကျွန်တော်တို့အနေနဲ့ဘောနော်နားရဖို့ရှိတယ်ပေါ့နှစ်ပတ်အတော်အတွင်းမှာဆိုလို့ရှိရင်ပြန်လာနိုင်စွမ်းရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ဒါဟာတိုက်စစ်မှုဖြစ်တဲ့ကျွန်တော်တို့ search ကိုအတွက်ကျွန်တော်တွေးကြည့်ရင်တော့တရင်ကောင်းမယ်သူသဖြင့်ဒီနှစ်ပတ်အတော်အတွင်းမှာကျွန်တော်တို့အတွက်ဘာပွဲမှမရှိဘူးဘောနော်နိုင်ငံပွဲတွေပဲကျွန်တော်ရှိနေတဲ့အခြေအနေမျိုးမှာကစားမဖြစ်သူကအဲ့ဒီနိုင်ငံပွဲနားမဲ့အရာတွေကိုနားရမယ်ဆိုတော့ ပြန်လာတာနဲ့ပေါ့နော် အတင်းတွက်အချင်းကြီးကောင်းကောင်းကောင်းနိုင်နေပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပြန်လာပြီဆိုတာနဲ့အတင်းတွက်အမှတ်ဒီအပြည့်ယူဖို့ကျွန်တော်အမှန်ကန်ပြန်ပြီးတော့ကျူးပန်းတော့မယ့်အချင်းကြီးမျိုးရောက်လာပြီပြီးခဲ့တဲ့ပွဲစဉ်17အရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာအဆင့်1ကနေပြီးတော့ပေါ့နော်အဆင့်8ခွန်လောက်ထိကိုပဲတကယ်အန်ဒီရဲ့များပါတယ်ဆိုတော့အတင်းနေနဲ့ကျွန်တော်ကကစားပြီးသွားပြီအဲ့ဒီတော့လာမယ့်အတင်းနေနဲ့ရှင်မယ်ဆိုလို့ရှိရင်အများကြီးပေါ့နော်ကျွန်တော်ဒါဘယ်လိုပြောမလဲအန်ဒီရဲ့နဲတဲ့ပြိုင်ဘက်တွေကိုကျွန်တော်ကစားတော့မှာ အဲ့ဒီတော့ကစားမတယောက်ချင်းစီတိုင်းကိုကျွန်တော်ကလိုတယ်ဆိုတော့ဘင်ဂျမင်ရှက်ကူအတွက်ဒန်ယာဟာကောင်းတဲ့တရင်တော့ကျွန်တော်မဟုတ်ပါဘူးဒါပေမဲ့လို့ပေါ့နော်ရှက်ကူရဲ့ဒန်ယာကဂျိုဂျူအာဇစ်ဂီအတွက်ကောတကယ်အခွင့်အရေးဖြစ်လာမလားပေါ့ကျွန်တော်အနေနဲ့ဇစ်ဂီနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်အသင်းမှာရှက်ကူကိုကြော်ပြီးတော့ဘလူးမှတ်နေရာရမနေဘူးပေါ့နော်နေရာရမနေဘူးအခုဆိုလို့ရှိရင်ရှက်ကူဒန်ယာရသွားတော့ဂျိုဂျူအာဇစ်ဂီအတွက်ဒါအခွင့်အရေးဖြစ်လာပြီလားပေါ့ပြည်တနာကရှက်ကူနဲ့ကျွန်တော်ဇစ်ဂီတို့ကြားထဲမှာ profile ကအရင်ကိုကွဲပြားပါတယ် တော်တော်ကြီးကိုကျွန်တော်တို့နှစ်ယောက်သုံးကလုံးဝတူညီတဲ့ program မျိုးဟုတ်မနေဘူးပေါ့နော် Zixi ဟာဘယ်လိုပြောမလဲ9.5ကစားမမျိုးလိုပဲကျွန်တော်ပြောရမလား Nero Number 10မျိုးလိုပဲကျွန်တော်ပြောရမလား Force 9လိုပဲကျွန်တော်ပြောရမလားပေါ့နော်ဘောလုံးကိုကျွန်တော်ဆင်းပြီးတော့လက်ခံယူရတာကိုသဘောကျတယ် dribbling တွေကိုကောင်းကောင်းလုပ်နိုင်စွမ်းရှိတယ်ဒါအပြင်ကျွန်တော်ပေါ့နော်ဂျာကစားမတွေနဲ့လည်းအခြေဆက်လုပ်နိုင်စွမ်းရှိတယ်လို့အမြင်ဘောတွေကိုပိုင်နိုင်နေပေါ့နော်ဒါပေမဲ့လို့ဒီနေရာမှာအမြင်ဘောတွေကိုပိုင်နေနေဆိုတဲ့နေရာမှာရှက်ကူလောက်ထိပိုင်နေတာမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်ရှက်ကူကကျတော့အမြင်ဘောတွေပါတိုက်တယ်ဆိုလို့ရှိရင် အကူကစားမရဲ့ပြည်လဲချောင်းတွေကိုချက်ချင်းတိုက်ချပြနိုင်စွမ်းရှိတဲ့ ability တွေသူ့မှာပိုင်ဆိုင်ထားတယ်။ဒါအပြင်ကျွန်တော်တို့နေ box present ကစားမမျိုးလေးကျွန်တော်တို့ဖြစ်တယ်ဗောနော link up playing တွေသူကလုံနိုင်စွမ်းရှိတယ်။ Joshua Zixi က center for SC လိုမျိုးလုံးဝ box တွေကိုပြိုင်ဘက်ရဲ့ခံစစ်ကစားမတွေခြားတွေကိုနေရာယူတတ်တဲ့ကစားမမျိုးမဟုတ်တော့ box present ဘာညာတော့ကျွန်တော်တို့ကမရှိဘူး။ဒါပေမဲ့လေလို့ဗောနော်ဆိုတော့ဒီ Cisco provide မလုပ်ပေးနိုင်တဲ့အရာတွေကိုသူလုပ်ပေးနိုင်စွမ်းရှိတယ်ဗျာ။အဲ့တော့ ကျွန်တော်အနေနဲ့ဇစ်ဇီနီယာရလိုက်မယ်လို့ထင်ကြတယ်ကျွန်တော်တို့ဘလို့မြင်ကြလဲကျွန်တော်ကတော့အမ်မိုရင်ကတော့ဦးစားပေးဖြစ်တော့တုံးလိုက်မယ်လို့မထင်ပါဘူး။ထားပါတော့ကျွန်တော်ဒီနှစ်ပတ်နားရမယ်။နှစ်ပတ်ပြီးပြီဆိုတာနဲ့100%ကြန့်ခိုင်မှုအပြည့်တွေပါတယ်။ဒီ Sheshko စီကနေပြီးတော့မြင်အောင်မယ်လို့ကျွန်တော်မထင်ဘူး။အဲ့ဒီတော့ကျွန်တော်အနေနဲ့ Sheshko အနေနဲ့ပေါ့နော် Sheshko အနေနဲ့ပထမဆုံးဒီ International Break ပြီးလို့ကစားတဲ့နှစ်ပွဲမှတောင်မှအပြည့်ဝကစားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ပွဲထွက်လို့စင်အပြည့်တွေပါတယ်။နေရာရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။အဲ့တော့ အဲ့ဒီတော့တွင်မှာဆိုလို့ရှိရင်ရှက်ကိုကိုဒုတိယပွဲလောက်မှာပဲကျွန်တော်ကစားဖို့ရှိတယ်အဲ့ကြလို့ရှိရင်ကျွန်တော်အနေနဲ့ Zixie နေရာရပါမလားကျွန်တော်ကတော့ Mason Mount ရှိတယ်ကုညာရှိတယ် Brian Ambumo ရှိတယ်ဆိုတဲ့အချင်းဒီမျိုးမှာမထင်ဘူးနောက်တစ်ခုကကျွန်တော်ဖြစ်နိုင်ခြေတစ်ခုကကွင်းလယ်မှာ Kobe Menu နေရာပူရလာမှာပဲ Menu နဲ့ကျွန်တော်အနေနဲ့ပဒီ Casemiro တို့ဖြစ်လာတယ်ဆိုလို့ရှိရင် Fernandez ကို Nero number 10ကိုပို့ပြီးရင်ကျွန်တော်အနေနဲ့ပေါ့နော်ဒါ Matthias ကုညာကိုတိုက်စီကိုပို့ပေါ့ဒါမျိုးတွေကျွန်တော်မြင်ရဖို့ကျွန်တော်ရှိတယ် ။နာအလဲပြောင်းလုပ်တဲ့နေရာမှာဆိုလို့ရှိရင်မီဆန်မောင်းကိုကျွန်တော်ထည့်ပြီးရင်ဘရူနိုကိုကွင်းလဲဒီပ်ဇုံကိုပြန်ပို့ပေါ့။ဒါမျိုးတွေကျွန်တော်မြင်ရဖို့ရှိတယ်။ဆိုတော့ဇစ်စီတွက်ကနေရာရဖို့ကတော့မလွယ်တာပါ။ဒါပေမဲ့လည်းလို့ပေါ့နော်လာမယ့်ပွဲဒီမှာနေရာရမယ်ဆိုလို့ရှိရင်ဇစ်စီဘက်ကလည်းတခုခုတော့လှုပ်ပြနိုင်ဖို့တော့လိုတာပေါ့လေ။ဘာမှသူလုတ်ပြနိုင်ခြင်းရှိမနေဘူးဆိုလို့ရှင်တော့သူတော်တော်တိုင်ပတ်မှာပါဒါကြောင့်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဆိုပါလေလာမယ့်လာမယ့်ကျွန်တော်နေဒီပွဲဒီမှာဆိုရင်ဆက်စကိုတန်ရရသွားလို့ဆိုပြီးတော့ဂျိုရှူဝါဇစ်ဂီအတွက်ပေါ့နော် နေရာအလွယ်တကူရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဓိကကလည်းကျွန်တော်မှတိုက်စစ်မှုကသူတို့နှစ်ယောက်ပဲကျွန်တော်ရှိတာပေါ့နော်ဒါကလည်းကောင်းတဲ့တည်းမှာတပတ်ကိုတပွဲလောက်ထိကစားနေရတဲ့အချိန်မျိုးမှာတိုက်စစ်နှစ်ယောက်သုံးယောက်ရှိနေတယ်ဆိုတာမျိုးကတိတ်ပြီးတော့ပေါ့နော်အဆင်ပြေမှာမဟုတ်ဘူးဆိုတော့ sixy နေရာရပါမလားညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်စီများကြီးဒီမှာလေဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ chess ကူနဲ့ပတ်သက်လို့ရှိရင်ဒဏ်ရာပြဿနာကတက်ပြီးတော့စိတ်ပူစရာမရှိတဲ့သဘောမျိုးပါเนาะဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်စီများကြီးဒီမှာလေ